အဲဝင်ရန်နဲ့ဆိုဗီယက်သင်းတို့ရဲ့အမှုပညာရေးပူပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးပဲမင်္ဂလာပါ MSLDOS News Channel ကနေကြိုဆိုပါရစေ။အနုပညာရှင်တွေရဲ့ live ဖတ်မှုပေါ်ပရိသတ်တွေအမြင်ချို့ဆိုဗီယက်သင်းကနေထုတ်တဲ့ live ဖတ်လွန်နေရလို့ပရိသတ်တွေကယူဆလာကြပြီးထို့အချိန်နေကြာဟိဝရန်နဲ့ live ဖတ်မှုမရှိတော့ဘူးလို့အထင်ခံလာရပါတယ်။၎င်းကဇက်ကောင်လိုက်တဲ့ဥစ္စာမှုတွေနဲ့ဆက်ဆက်နေတဲ့အကြောင်းပရိသတ်ချို့ကဝေဖန်ခဲ့ပါတယ်။ ိန်နောက်အစီအစဉ်များဆိုင်ရာသတင်းတွေဟိဝရနယ်စုပြည်တင်စင်တို့လက်ထံအစီအစဉ်ရှင်းကြောင်းသတင်းတွေထွက်ပေါ်နေပြီးဤကိစ္စနဲ့ပတ်သက်ပြီးဇိုင်းစင်တွန်ခန်းကဟိဝရအစကားတခုပြောခဲ့လို့ဖော်ပြပါတယ်ပရိသတ်တရားစိုင်းဝင်ဆောင်မှုနဲ့ဆိုရှယ်မီဒီယာတုံ့ပြန်ချက်တွေအမှုပညာရှင်တို့နဲ့ပတ်သက်တဲ့သတင်းတွေကိုဆိုပြတဲ့စင်ဟေဝင်နေထုတ်စတဲ့ hashtag တွေနဲ့ဆွေးနွေးမှုတွေရှိနေတယ်။အမှုပညာရေးလှုပ်ရှားမှုတွေနဲ့ပူးပေါင်းမှုတွေအချက်အလက်တွေအားနှောင်းကဇလန်တွေရဲ့ရုပ်ရှင်တွေမှာအတူတကွတည်ယူဆောင်ခဲ့ကြောင်းသိရပြီးရင်းကြောင်ပရိသတ်တွေက၎င်းတို့ရဲ့ live form ကိုမကြာခဏဆွေးနွေးလေးရှိပါတယ်။ အနုပညာရှင်တွေရဲ့ပေါ်ကွယ်ပွားနဲ့ပတ်သက်တဲ့အငြင်းပွားမှုတွေဟိဝင်ရနယ်ဆိုပြီးသတင်းတွေရဲ့လက်ထံအစီအစဉ်တွေကဆိုရှယ်မီဒီယာပေါ်မှာအငြင်းပွားမှုတွေကိုဖြစ်စေခဲ့ပြီးဆိုင်းစီတွန်ခန့်ထုတ်ပေါ်ပြောဆိုမှုတွေကလည်းအဤအကြောင်းအရာကိုပုံမအလေးထားစေခဲ့ပါတယ်ဟေးဝရန်ချမ်းသာကြွယ်ဝမှုကိုစိတ်လူမှုဇီဝဆတဲ့ဘတ်စုံကဏ္ဍရမှာပြည့်စုံခြင်းနဲ့ဟန်ချက်ကြီးရဲ့ချမ်းသာကြွယ်ဝမှုကိုရှင်ညွှန်းတဲ့မြမအမြင်ဖြစ်ပါတယ်။၎င်းကငွေကြေးပိုင်ဆိုင်မှုတက်ကြုံလို့မိစိတ်ချမ်းသာမှုလူမှုရေးတည်ငြိမ်မှုနဲ့ဝိညာဉ်ရေးရာပြည့်စုံမှုတို့ကိုအလေးထားတော်တူတဲ့အုပ်ဖြစ်ပါတယ်။ ်ဧဝံချမ်းသာမှုရာတိကအုံမြင့်တဲ့စိတ်ပိုင်းဆိုင်ရာချမ်းသာမှုစိတ်တည်ငြိမ်အေးချမ်းခြင်းဆိုရင်ပူပတ်မှုနဲ့ချင်းမိမိကိုယ်ကိုယုံကြည်မှုကျေနပ်မှုရှင်ချင်းခုခံနိုင်စွမ်းမြင်မာခြင်းကယုဏမေတ္တာသီးခံမှုစားတဲ့ကောင်းမြတ်တဲ့စိတ်ထားရှိတဲ့သူတော်ဖြစ်ပါတယ်လူမှုရေးဆိုင်ရာချမ်းသာမှုမိသားစုဝင်မိတ်ဆွေပတ်ဝန်းကျင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်တဲ့သူတော်လည်းဖြစ်ပါတယ်အခြေခံလိုအပ်ချက်တွေစာဝတ်နေကျမ်းမာရေးပညာရေးဖူလုံစွာဖြည့်ဆည်းနိုင်ခြင်းမျှော်လင့်ချက်နဲ့ကိုင်းကြီးရဲ့ဝင်ငွေရရှိခြင်းအနုပညာတော်ဖြစ်တဲ့ ဒါနသီလဘာနာပေးကန်ကွန်ကျင်စိတ်ပွားများစိတ်ထားပေးကန်ခြင်းကိုကျင်းသီလကောင်းမွန်ခြင်းစိတ်ကိုတင်ညာအားထုတ်ခြင်းတို့ကစိတ်ချမ်းသာမှုနဲ့ကောင်းကျိုးခံစားရမှုတို့ကိုအမြဲလှုပ်ဆောင်တဲ့သူတော်ဖြစ်ပါတယ်။မိဝေယံကျဝတ်ချမ်းသာမှုဆိုတာပြင်ပဥစ္စာတဲ့အတွင်းဆက်ရငိမ့်ချမှုလူမှုဆက်ဆံရေးနှွေးထွေးမှုနဲ့ဘဝရဲ့အတိတ်ဘက်ကိုနားလည်သဘောပေါက်မှုတွေပဲဖြစ်ပါတယ်။ Sound Digestion နားဆင်ပြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကို like and subscribe လေးလုပ်ပေးကြပါရှင်။